မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာရက်ကဒီနေ့နောက်ဆုံးပဲအိမ်နဲ့တွေ့စနေသားနေ့လေးတွေတွေ့2025ခုနှစ်အဲကျွန်တော်ဒီဆယ်လာပိုင်း22ရက်နေ့ရနေပြီးတော့21ရက်နေ့အထိတပတ်စာစနေသားသမီးမိတ်ဆွေတွေရဲ့ကံကြမ္မာကိုတားရောနဲ့ခေါ်ကြပြီးမှဖြစ်တဲ့အတွက်မိတ်ဆွေစနေသားသမီးတွေအားလုံးအဆက်ဆက်ရရအစင်ပြီးပါစီလို့ဆရာကမေတ္တာပို့ဆုတောင်းရင်းနဲ့စနေသားသမီးမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့ယင်ထဲမှာ အရာရာကိုအောင်မြင်မှုတွေဆာလောင်နေတယ်မဖြစ်ရသေးတဲ့ကိစ္စတွေကိုဖြစ်ကိုဖြစ်ရမယ်ဖြစ်ကိုဖြစ်အောင်ငါကြိုးစားမယ်ဆိုတဲ့စုံဖြတ်ချက်တွေညီမှန်းချက်တွေထားထားတာမျိုးလေးတွေကြုံစဉ်းစားနေတာမျိုးတွေတွေးခေါ်နေတာမျိုးတွေရည်ရွယ်ချက်ရည်မှန်းချက်တွေနဲ့ပတ်သက်လို့ဖြစ်ရှင်တဲ့စိတ်တွေအရန်အာတန်နေတော့ကာလဖြစ်တဲ့အတွက်ဘာလို့မဆိုချိန်လို့ဆောင်ရွက်ပြီးတော့အာယုံစုစုဆိုင်ဆိုင်နဲ့တွားရင်ကျင်းတည်တဲ့မိတ်ဆွေတို့ရဲ့ယင်ထဲမှာရှိတဲ့ဆန္ဒတွေက dream to come to ပေါ့အမှန်တကယ်ကိုကျင်းတည်အစဉ်ပြိမဲ့ကာလလမ်းစတွေ့မဲ့ကာလပိုင်းရှာဖြစ်ပါတယ်ခင်ဗျအလုတ်ကောင် အလုတ်ကိုင်းနဲ့ပတ်သက်လာရင်တော့အပြိုင်ဆိုင်နေအနေငယ်များတယ်စိတ်ညစ်ရတာမျိုးလေးတွေစိတ်မကျေနပ်တာမျိုးလေးတွေဖြစ်ပေါ်နေတော့ကာလဖြစ်ပြီးတော့လုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်လာလို့ရှိရင်လက်ရှိရှိနေတဲ့နေရာကနေရုံထွက်သွားခြင်းတဲ့စိတ်တွေပြေးထွက်သွားခြင်းတဲ့စိတ်တွေခဏခဏညီးတွားနေတာမျိုးတွေညှဉ်းညူနေတာမျိုးတွေကြုံရတတ်တယ်သို့တော့ဘာကိုဖြစ်ဖြစ်စိတ်ထဲမှာစနေရဲ့သဘောကလည်းလေ စိတ်ကြီးကြီးဆိုတော့တဘောလက်ရှိကာလတုန်းကဘာကိုဖြစ်ဖြစ်အရာရာကိုအရေးကြီးတဲ့ကိစ္စတွေကိုဆုံးဖြတ်ဆောင်ရွက်တဲ့အခါမှာစိတ်ကိုချော့ထားပြီးတော့အေးချမ်းဆုံးဖြစ်အောင်လုပ်ရင်ဘာကိုမဆိုအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေဟာကျင်းတည်ရရှိမယ့်အပတ္တကာလပိုင်းခြားဖြစ်ပါတယ်စတင်လှုပ်ဆောင်လွယ်လုပ်တွေကိုခြေထုတ်ဆောင်ရွက်လှုပ်ဆောင်မှာဆက်တူကိစ္စတွေအကျိုးပေးပါတယ်စာချုပ်စာတမ်းကိစ္စတွေခြေထုတ်ဆောင်ရွက်လှုပ်ဆောင်မှာ တို့အပြင်မိတ်ဆွေတို့အနေနဲ့အသစ်စတင်လှုပ်ဆောင်ခြင်းတွေကိုပိုင်လုပ်ငန်းတွေနဲ့ပတ်သက်တာမျိုးလေးအရေးကြီးသောကိစ္စတွေပြောဆိုဆောင်ရွက်ခြင်းမျိုးတွေအတွက်တော့ကန်တရရဲ့အထောက်အကူများစွာရရှိတတ်ပြီးတော့အကြံစီတဲ့အတွေးခေါ်တစ်တွေကိုရှေ့တို့ဆောင်ရွက်ပြီးတော့အကြံဉာဏ်တဲ့အတွေးခေါ်တစ်တွေကိုစတင်ပြီးတော့ရေးဆွဲပြီးတော့အသက်သွင်းတာမျိုး အစီအစဉ်ဆွဲတာမျိုးတွေချစ်တို့ဆောင်ရလောက်ဆောင်ရင်အသာကောင်းမှုတိုးတက်နိုင်ပါတယ်ထူးထူးခြားခြားပါပဲညီကိုမောင်နှမတွေရဲ့အကူအညီထောက်ပံ့ကိုရရှိတာမျိုးတွေတွေဆွေမျိုးသားချင်းတွေရဲ့အကူအညီထောက်ပံ့ကိုရရှိတာမျိုးတွေတွေကြုံရတဲ့တော့ပတ်တာကလာပိုင်းခြားဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့နေဒီကလာတာတော်တွေမှာဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာကိုကိုတိုင်းစတင်လှုပ်ဆောင်ခြင်းတွေကိုကိုတိုင်းကိုယ့်ရဲ့တဲလန့်ကိုအသုံးချခြင်းတွေအတွက်အောင်မြင်တိုးတက်မှုနဲ့ကံကောင်းမှုတွေရရှိစေမယ့်အပတ်တာကလာပိုင်းခြားဖြစ်ပါတယ်ယာရုလုပ်ငန်းကံယာရုနဲ့ပတ်သက်လာရင်မျှော်နေတာက အဖတ်တင်ပြီးတော့တဖူးဆိုတော့ယာဓုဆိုရင်ယူတာဖြစ်ပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ယာဓုလုံငန်းကရန်နဲ့ပတ်သက်ယာဓုတိုးခြင်းယာဓုတက်ခြင်းတွေအတွက်တော့ကံရဲ့အားနည်းမှုတွေရရှိနေတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတွေနဲ့ယာဓုတိုးဖို့ယာဓုတက်ဖို့အတွက်တော့အဲမျောသားမျောပေါ်မလာဖြစ်ရတတ်တော့ကာလာပိုင်းချဖြစ်တဲ့အတွက်ယာဓုမတိုးနိုင်ဘူးလို့ပဲပြောရပါရစေ။ပတ်စပို့လုပ်ငန်းတွေ၊ဗီဇာလုပ်ငန်းတွေ၊ခရီးသွားလုပ်ငန်းတွေမှာတော့တတိထားပါ စိတ်တိုင်းမကြခြင်းမျိုးတွေထင်းငော့ခြင်းမျိုးတွေလူလိန်ခံရတာမျိုးတွေကြုံရတက်တယ်လို့မိမိမျောလင့်ထားတာနဲ့မျောမှန်းထားတာနဲ့မှန်းကျက်ဟာနှမ်းထွက်နဲ့လွဲနေတာမျိုးလေးတွေကြုံရတက်တဲ့အတွက်တော့သတိပြုစင်ကြင်ရအတွက်တော့လိုအပ်တော့လာဖြစ်ပါတယ်ငွေကြေးငွေကြေးနဲ့ပတ်သက်ရင်တော့အထွက်တွေများနေတတ်ပါတယ်ခီးသွွားကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြများနေရတာမျိုးလေးတွေမဖြစ်မနေမသွားမဖြစ်သွားတော့ခီးသွွားကိစ္စလေးတွေဆက်ပစ္စည်းရင်ကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြများနေရတာမျိုးလေးတွေကြုံရတက်တော့ကာလဖြစ်ပြီးတော့တပည့်လက်သားကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြများရတာမျိုးခီးသွွားကိစ္စလေးတွေကြောင့် သို့မဟုတ်နေရာဆိုင်ကအိုးအိတ်ချမ်းမြေနဲ့ပတ်သက်ပြီးတော့ကိစ္စလေးတွေကြောင့်ငွေကြေးနဲ့ပတ်သက်လို့ရှိရင်တော့ဝင်တော့ဝင်တယ်သို့တော့လက်ရှိမှာရင်းနှီးနေရတာမျိုးကြောင့်ငွေကြေးနဲ့ပတ်သက်လို့အထွက်တွေများနေတက်ပြီးတော့အဲဆရာငယ်လိုပေါ့ဗျာငွေထွက်တာများရင်ခေါင်းကိုက်တယ်လို့ပဲဆိုတော့ခေါင်းကိုက်နေငွေကြေးနဲ့ပတ်သက်ရင်ငွေ အဲလက်ထဲမှာရှိနေတာနဲ့တစ်ခေါက်ကိုရများနေတတ်သောကာလဖြစ်ပါတယ်။သို့တော့ဒါဟာလဲစစိုးဝါအခြေအနေတစ်ခုကိုမဟုတ်ပဲနဲ့မိတ်ဆွေတို့နဲ့မဖြစ်မနေသုံးဆွေးရသောကိစ္စလေးတွေကြောင့်သာငွေကြေးဟာအဖက်မတင်တာမျိုးလေးတွေကြုံတွေ့နေရတတ်သောကာလအပိုင်းရှာဖြစ်ပါတယ်ခင်ဗျာ။လက်ထဲမှာငွေထားတာမျိုးတက်တစ်ခုကိုရင်းသီးသုံးလိုက်တာမျိုးတစ်ခုကိုရှေ့တိုးပြီးတော့ခက်မြန်မြန်သာရင်းသီးလိုက်တာမျိုးဟာပုံမကောင်းမှုပြီးတော့လက်ထဲငွေထားရင်ဝင်ဝင်နဲ့ထွက်ငွေရပတ်စံကုန်နဲ့မတည့်တယ်လို့ပဲလက်ထဲမှာငွေထားရင်ကိုအဲ ဖွက်ပြင်းခြင်းတဲ့စိတ်တွေကိုဖြစ်နေတာမျိုးကိုနဲ့ငွေနဲ့ဟာယူပါနဲ့ရှူချနေတယ်လို့ဖြစ်နေတတ်တဲ့အတွက်တော့သတိပြုစင်ကျင်ပြီးတော့အဲဆေးရောင်လာအပ်ရှင်လဲအပ်တာပေါ့နော်။ကောင်းပြီ။စနေသားသမီးမိတ်ဆွေဒီအပတ်တာတော့ဒီမှာကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ငကူကကျမ်းမာရေးညံ့နေသူတွေရှူချနေသူတွေတောင်ဆရာသမားကောင်းစီးဝါအပြောင်းလဲကောင်းနေနဲ့ကုသလိုက်ရင်ဖြစ်ပေါ်နေတော့မပြောက်တော့ဘူးလို့ထင်သားတော့အဲငကူကဆွဲကပ်နေတော့ယောဂါတွေတောင်မပြောက်ကင်းသွားမဲ့ကာလဆရာကောင်းသမားကောင်းနေ တွေးမဲ့ကာလာဇီဝကကောင်းနေတွေးမဲ့ကာလာဖြစ်တဲ့အတွက်ကျမအင်းနဲ့ပတ်သက်လို့ဖြစ်ပေါ်နေသောအရာတွေကိုချိတိုးဆောင်ရလှုပ်ဆောင်မှာအကောင်းကံမှာအာတာကောင်းမှုနေတဲ့အတွက်အာရောချံပရမန်လာဘန်ဆိုတဲ့အတိုင်းကျမကြီးအတွက်ကိုအာယုံပြုပြီးတော့သိသိရှာရှာလေးကြက်ကြက်မမှန်လေးကုလာရင်ဘလောက်ပဲယောဂဖြစ်နေပါစေအောင်တော့အကောင်းမှုခြင်းနဲ့တိုးတက်ခြင်းနဲ့လမ်းစာတက်ပြီးရရှိမဲ့ကာလာအပိုင်းချဖြစ်တဲ့အတွက်ကျမအင်းနဲ့ပတ်သက်သောကိစ္စတွေအတွက်တော့ဒီကာလာဟာအကောင်းထက်ပေါ်ခြင်းတိုးတက်ခြင်းတွေရရှိနိုင်တယ် ခွဲစိတ်ရှင်နေ operation ဝင်ခြင်းနေအာငကူကငါလှုပ်လိုက်ပိုဆိုးသွားမယ်ဆိုတဲ့ကိစ္စတွေစိုးရိမ်မနေပါနဲ့ချစ်တို့ဆိုင်ကလှုပ်ဆောင်မှာအာတာမှုနဲ့ကံကောင်းမှုတွေရရှိပြီးတော့တကယ်ကိုကျမ်းမာရေးအတွက်တော့ကောင်းမွန်မှုနဲ့ active ဖြစ်စေမှုတွေရရှိစေမယ့်အပိုင်းနဲ့အရာဖြစ်ပါတယ်ခင်ဗျာဒါအပြင်လူငယ်ရဲ့အခြေအခြေအနေနဲ့ပတ်သက်လာရင်တော့အဲခยีသွားတာမျိုးတွေဟာဖူးစာဘတ်ပေါ်တာမျိုးလေးတွေเนาะလက်ရှိရှိနေတဲ့နေရာကနေပြီးတော့ခยีထွက်တာမျိုးသို့မဟုတ်ရက်ဝေးကဖူးစာဘတ်တွေပေါ်လာတာမျိုးတွေ ကြုံရတတ်တယ်လို့မိတ်ဆွေသမီးသားများအနေနဲ့တော့တုံးနဲ့တူတယောက်နဲ့တယောက်အကောင်းကြောင်ပဲခွဲခွာရတာမျိုးသူမဟုတ်အဲ ဝေခဏခွဲခွာနေရတာမျိုးလေးကြုံရတတ်တယ်လို့ပညာရေးကိစ္စလေးတွေကြောင့်ခိတခဏခွဲရတာမျိုးလက်ရှိရှိနေတဲ့နေရာမှာတမီးစားနဲ့တနေရရာကိုသွားရတာမျိုးအဲနှစ်ယောက်တနေရခီးသွားကိစ္စလေးတွေကြောင့်သူမဟုတ်လို့ချင်းအเจ้าရမျိုးစုံနဲ့ခိတခဏခွဲခွာရတာမျိုးအဆိုးပင်ဖြစ်စေကောင်းပင်ဖြစ်စေဒီလိုမျိုးကိစ္စလေးတွေကြုံတွေ့ရတာအလွန်ကျန်တာဘာမှဆူဆူဝါဝါမရှိပါဘူးသို့တော့စေတနာတွေဝေဒနာဖြစ်ရတတ်တာမျိုးလေးတွေစိတ်ပူတာမျိုးလေးတွေမိမိအခြေအမှဆိုလို့ချင်းတဦးနဲ့တူတယောက်နဲ့တယောက်ကိုယ်ကဖြစ်စင်တာကဒါတစ်ဖက်ကဖြစ်နေတာမြင်နေတာဒီလိုဆိုပြီးတော့ညှိနှိုင်းမရတဲ့ကိစ္စလေးတွေ အဲဆွနလိုပေါ့ကိုကလည်းဒါတော့သူကလည်းတာဆိုပြီးတော့တယောက်နဲ့တယောက်တို့နဲ့တို့စကလုံးနေအပြင်းထန်ပြိုင်ဆိုင်နေဖြစ်ရတတ်တာကလွယ်ရင်ကျွန်တော်တို့ကမှစစောဝါဝါမရှိပါဘူးတကြပါလေစနေသားသမီးတွေကတခုခုဆိုအကြောမှာပါတယ်ပြက်မယ်ဆိုတာမျိုးတွေတခုခုဆိုဟွာဖြစ်မယ်ဆိုတာမျိုးတွေပြောရတတ်တဲ့အဲကာလာဖြစ်တာလွယ်ရင်တော့တကယ်တမ်းတော့လေထန်းဗန်းစီးတက်တော့လာဖြစ်တဲ့အတွက်တော့လေးတိုက်တိုင်းယူတတ်ပါလေအရှင်းနဲ့ပတ်သက်ရင်သို့တော့ဆရာငယ်လိုနေပေါ့နော်ကောင်းပြီဆိုတော့ဒါဆိုအေးချမ်းတယ်အဲစနေသားသမီးမိတ်ဆွေတွေဒီအပတ်တာတော့ဒီမှာအိမ်တော်ကြီးနဲ့ပတ်သက်ရင် ဖီအားတွေများတက်ပါတယ်အိမ်တော်ကြီးအိဟာငွေကြေးဝင်ရင်အိမ်တော်ကြီးအဆင်ပြေပြီငွေမဝင်အိမ်တော်ကြီးနဲ့ပတ်သက်လို့ပဋိပက္ခလေးတွေများတက်တဲ့ကာလဖြစ်တဲ့အတွက်တော့ဟွန်းစနေသားသမီးမိတ်ဆွေတွေရဲ့ငွေကြေးကန်ဟာအိမ်တော်ကြီးကန်နဲ့တိုက်ရိုက်အရှုံးကျနေတယ်လို့ပြောရင်လည်းမမှန်မတည်ဘူးဆိုတော့စနေသားသမီးမိတ်ဆွေတွေအဲအိမ်တော်ကြီးနဲ့ပတ်သက်လာရင်ငွေကြေးနဲ့ပတ်သက်ပြီးတော့ ဆွမ်းနာလို့ပေါ့အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အကြောင်းပြုပြီးတော့ပြဿနာဖြစ်ရတာမျိုးလေးတွေအရှိတင်ငင်းကုန်လာတာလွယ်ကျန်တာဘာမှဆူဆူဝါးဝါးမရှိပါဘူးငွေကြေးအပူတော့ကလေးတွေသို့မဟုတ်ရင်ငွေကြေးနဲ့ပတ်သက်လို့ရှိတာငါတာမျိုးလေးတွေမှာတော့သတိပြုဆင်ခြင်ပေးဖို့လိုအပ်ကြောင်းနဲ့မိမိအိမ်တော်မှမသိအောင်လှုပ်ထားတဲ့ငွေကြေးတွေရှိလို့ရှိရင်လည်းသတိပြုဆင်ခြင်ကြောင်းနဲ့ထပ်လောင်းပြောကြားလိုက်ပါစေခင်ဗျဒါအပြင်အိမ်တော်ကြီးနဲ့ပတ်သက်လာလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ဘာကိုမဆိုအိမ်တော်ကြီးနဲ့ပတ်သက်လို့ရွှေ့ချအနေနဲ့တဦးနဲ့တူတယောက်နဲ့တယောက်ကြားထဲမှာအခြားသောကိစ္စတစ်ခုခုပြဿနာတစ်ခုခုမြင်ညှိနှိုင်းမရတာမျိုးမပြေလည်တာမျိုးတွေရှိတဲ့အခါ ဲ့လို့ရှိရင်အမျိုးသမီးကြီးတဦးတယောက်ရဲ့အကူအညီကိုရယူပြီးဖြည့်ရှင်းလိုက်ရင်ကောင်းသောဘက်မှရရှိလာမှအတိအကျပဲဖြစ်ပါတယ်ခင်ဗျာထို့အပြင်ဝေးကွာနေသောအိမ်တော်ဘက်များပြန်လဲစုံစည်းရတာမျိုးတွေအဆက်အသွယ်ပြတ်နေသူတွေပြန်လဲတည်င်းကြရတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့အိမ်တော်ကြီးနဲ့ပတ်သက်ရင်လည်းဆွနာလို့ပေါ့မိတ်ဆွေတို့နဲ့ငကူကအဆက်အသွယ်ပြတ်နေသူတွေပျောက်သောသူချာလင်တွေ့မယ်ဆိုတဲ့အပ္ပတာကာလာပိုင်းခြားဖြစ်ကြောင်းပြောကြလိုက်ပါသည်အကျိုးမပေးတဲ့အရာအကျိုးမပေးတဲ့အရာလေးတွေကတော့စက်ပစ္စည်းရင်နဲ့ပတ်သက်ပြီးမောင်းနေတဲ့အခါမှာသတိပြုစင်ကျင်ပေးရလိုအပ်ပါတယ်အဲအိမ်မွေးသရိတ်ဆန်တွေနဲ့ပတ်သက်ပြီးတော့ဖြစ်စေသရိတ် စ္ဆာန်တွေနဲ့ပတ်သက်ပြီးတော့မြင်းတို့၊ကွေးတို့ကြောင်းတို့အစရှိတာတွေနဲ့ပတ်သက်ပြီးတော့ထိခိုက်ချနာခြင်းမျိုးတွေကြုံရတတ်တဲ့အတွက်တော့သတိပြုဆင်ခြင်ပေးရတော့တော့လိုအပ်သောကာလဖြစ်ပါတယ်။လက်စစ်ပစ္စည်းတွေအဲကတိအစုပ်တို့နော်လက်စစ်ပစ္စည်းနဲ့ပတ်သက်တော့ရတယ်။ဓာတ်ဘူးအစုပ်တို့ဖက်နှက်အစုပ်တို့အဟောင်းတို့ရှိလို့ရှိရင်စွန့်လိုက်တာမျိုးတွေ အဲဆွမ်းနာလို့ပေါ့အတုံးမတဲတဲ့အရာလေးမိကွက်နေတော့အင်ဂျီတွေအပေါက်တွေရှိလို့ရှင်လေအဲဝဲလိုက်ပါမိတ်ဆွေတို့ရဲ့ကံဟာတိုးတက်ပြီးတော့ကောင်းမွန်ဝဲလိုက်ဆိုတော့ဒီကနေ့ပြစ်လိုက်လို့ဟိုဘက်တိုက်ကိုရောက်သွားတာမျိုးဟိုဘက်အိမ်ကိုရောက်သွားတာမျိုးဖြစ်စင်နေတော့အဲဒါလေးတွေကိုတတိပြုစင်ချင်ပါခဏလေးကျတော့လက်စစ်ပစ္စည်းဆိုလက်စစ်ပစ္စည်းဆိုပြီးမိဖို့ပြီးတော့တော့ပြစ်လိုက်ခါမှာအဲ့ဒီလိုမျိုးဖြစ်စင်နေတော့ဆိုတော့မိတ်ဆွေတို့ကတခါကြရင်အနားလေမျိုးကလွဲတက်တယ်အဲ့ဒီလိုမျိုးမိတ်ဆွေတို့ရဲ့အဟောင်းနေစနေနံပစ္စည်းအဟောင်းနေရှိရင်သဘင်ကျွတ်အဟောင်းနေရှိလို့ရှင်မဲ့ဖြစ်ဖြစ်ဒါတွေကိုသိရှာပြီးဟုတ်လားဟိုစွန့်ပစ်လိုက်တာမျိုးတွေလောက်လိုက်ပါဒါဆို င်မိတ်ဆွေတို့အနေနဲ့အဲကံရဲ့ပိတ်နေတဲ့လက်တွေဟာပြန်လဲပွင့်လန်းပြီးတော့အကူအညီတွေအဆင်ပြေမှုတွေရရှိပါလိမ့်မယ်ဒီအပတ်တာတို့ဒီမှာစနေသားသမီးမိတ်ဆွေတွေအနေနဲ့အကျိုးပေးသောနေသားအနေနဲ့ပြောရရင်တော့တနင်္ဂနွေသားသမီးတွေအကျိုးပေးပါတယ်ထို့အပြင်အင်္ဂါသားသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးတွေဟာကံတရားရဲ့အထောက်အကူရရှိတတ်ပါတယ်အကျိုးပေးသောကဏ္ဍနံပါတ်ဟာတော့၅ကဏ္ဍ၃ကဏ္ဍ၈ကဏ္ဍဖြစ်ပါတယ်အကျိုးပေးသောအရက်ဟာတော့အရှိတောင်တောင်ရဖြစ်ပါတယ်အကျိုးပေးကံကောင်းစီတော့အယောင်နေနဲ့ဆိုရင်တော့ အယောင်ဖြော့ဖြော့လေးတွေဝိတာမျိုးအရေးကြီးတဲ့ကိစ္စတွေမှာပြောဆိုတဲ့အခါမှာအယောင်ဖြော့ဖြော့လေးတွေမျက်စိအေးစေသောအယောင်ကလေးတွေဝိတာမျိုးဟာမိတ်ဆွေတို့အတွက်အရေးကြီးကံကောင်းတဲ့အလုပ်တွေကိုပြောဆိုဆောင်ရွက်ရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောပတ်တာကာလပိုင်းရှာဖြစ်ပါလေမိတ်ဆွေတို့ရဲ့ရောင်းကုန်ဝယ်ပုံတွေအယောင်တို့အယောင်ထွက်စီဖို့အတွက်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုနော်ဟိုရောင်းထွက်စီဖို့အတွက်ဆိုလို့ကျွန်တော်တရင်စာစက်ကူလေးတစ်ခုနဲ့ရိုက်ပုတ်ထိပ်ပြီးတော့ရောင်းထွက်ပါစီဆိုပြီးတော့ဆူတောင်းလိုက်အယောင်တို့အယောင်ထွက်သွားစီမှာအသေးချာပဲဖြစ်တယ် မိမိတို့ရဲ့အရေးကြီးသောကိစ္စတွေပြောဆိုဆောင်ရွက်တဲ့အခါအောင်မြင်မှုတွေရရှိစေရအတွက်ဩဇာကြီးဝကလေးတစ်ယောက်ကိုမိမိရဲ့ပတ်စံအိတ်အတွင်းအိတ်အင်ဂျီအိတ်အတွင်းမှာစောင့်ပြီးတော့ပြောဆိုရင်ဩဇာတိတ်ခမကြီးမာပြီးအောင်မြင်မှုတွေရရှိစေမှာတည်ကြပဲဖြစ်တယ်အဆက်ဆက်ရရအစဉ်ပြေစေရအတွက်ရေရမပြောမီဆံငင်နာဖိတွေမိချင်း0939293926 7902416ဟုတ်အပ် Telegram မှာဖြစ်စေ Viber နံပါတ်963 5050 92မှာဆက်သွယ်မိမြန်နိုင်ကြောင်းနဲ့ စနေသားမိမိတွေအားလုံးအဆက်ဆက်အရာရာကံတရားရဲ့အထောက်အကူကိုရရှိကြပါစေလို့ဆရာကပြောရင်းနဲ့နောက်တစ်ပတ်မှာပြန်ဆုံကြပါမယ်။ကဲစနေသားမိမိတွေအားလုံးအဆက်ဆက်အရာရာအောင်မြင်လို့ရတနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ကြပါစေခင်ဗျ။ကဲဒါကတော့စနေပါဗျာ။